ားအလုံးပဲမင်္ဂလာပါဘလော့ပိုင်းကြော်ဝါ channel နေကြိုဆိုလိုက်ပါတယ်ဒီနေ့တော့အိမ်မှာကောင်းချင်းဖိမုတ်လှုပ်ရှားပြပါတယ်ကောင်းချင်းဖိမုတ်လှုပ်ရတာလွယ်သလားဆိုတော့မလွယ်လာပြီမဲ့ခတ်သလားဆိုတော့လည်းမခတ်ပါဘူးအဲဒါကြောင့်မို့ကောင်းချင်းဖိမုတ်ကြိုက်တဲ့သူတွေလည်းတူတူလိုက်လှုပ်ရှားလို့ရအောင်ကျွန်တော်အိမ်မှာလှုပ်ရှားတဲ့လုံလီလေးကိုထက်ဆင့်ပြန်လေးမျှဝေပေးလိုက်ပါတယ်ခင်ဗျာကောင်းချင်းဖိမုတ်လှုပ်ဖို့အတွက်ပအဝင်ပစ္စည်းတွေဟာကောင်းချင်းမုတ် ်အုံးတို့ဘူးအုံးသည်ဘိန်းစေမြေပဲဖယုံယိုထောဘက်စီနဲ့တကြားတို့ပဲဖြစ်ပါတယ်။ပောင်းပစ္စည်းအသေးစိတ်ကိုတော့မုတ်လောက်ရင်းနဲ့ချိန်တွယ်ရင်းနဲ့ပြောပြသွားပါမယ်ခင်ဗျာ။ပထမဆုံးအုံးသီးကိုတစ်ချမ်းလောက်ချစ်ထားပါမယ်။အုံးသီးဘက်ကတော့120ဂရမ်အသုံးပြုမှဖြစ်ပါတယ်။ကြံတဲ့အုံးသီးတစ်ချမ်းနဲ့ကနေဘိန်းမုတ်လုတ်တဲ့အခါထည့်ဖို့အုံးသီးကိုပပလီလှီထားပါမယ်။ဒီနေရာမှာတော့အုံးသီးဘက်လုံနီလေးကိုကျွန်တော်လုတ်တဲ့အလွေနီလေးကိုပြန်လေးမျှဝေပေးခြင်းပါတယ်။အုံးသီးကိုပဲ့သွားအောင်လို့အရင်ဆုံးဓာတ်နဲ့ခုတ်လိုက်ပါတယ်။ ုံးသီးစိတ်ရပြီဆိုလို့ရှိရင်အခွန်နဲ့အသားကြားတဲ့ကိုဓာတ်နေထိုးပြီးတော့ပွားပါမယ်။ဓာတ်မထီအောင်တော့ခရုဆက်ရပါမယ်ခင်ဗျာ။ပြီးရင်အသားမှာကက်နေတဲ့အခွန်ရှိရင်ဓာတ်နဲ့ခွာပြီးတော့ဖယ်လိုက်ပါမယ်။ပြီးရင်တော့အုံးသီးစိတ်ကိုပပလေးတွေရအောင်လှီထားပါမယ်။အုံးသီးပြင်ဆင်ပြီးသွားပြီဆိုရင်တော့မုန့်နှိမ့်ဆက်ပါမယ်။ကောင်းကင်းမုန့်ကိုဆန်ချိန်ခွက်နဲ့၃ခွက်ထည့်ပါမယ်။ စားကိုလဖက်ရည်စွန်းတစ်ဝက်နဲ့ကြားကိုဆန်ချင်းခွက်တစ်ခွက်စားထည့်ပါမယ်ပြီးရင်တော့ပောင်ရင်ပစ္စည်းရေတေချာလေးတက်မှသောင်းလို့မှွေလိုက်ပါမယ်တေချာလေးတက်မှအောင်မှွေပြီးသွားရင်တော့အုံနို့ကိုဘူးသေးတစ်ဘူးဖောက်ထည့်ပါမယ်အုံနို့ထည့်ပြီးသွားရင်တော့မဟုတ်သားနဲ့တမသောင်းလို့ငင်းငင်းမှွေပေးလိုက်ပါမယ်။ရေရောဆန်ချိန်ခွက်နဲ့တဝက်ထည့်ပါမယ်။ ပြီးရင်မုတ်သားတဲ့ကိုတမတ်တော်အောင်လို့ဝင်ပြပါမယ်ခုလိုမျိုးရေရမုတ်သားတွေကိုအကုန်ဝင်သွားပြီးတော့မုတ်သားလေးကခက်ဆေးဆေးလေးဖြစ်လာပြီးဆိုရင်တော့မုတ်သားအပြည့်အကျဲပေါ်လိုက်ပြီးတော့ရေရိုလိုတယ်ဆိုရင်နင်းငယ်ထက်ထည့်လို့ရပါတယ်မုတ်သားဆက်တာကူးပြထားတဲ့လိုမျိုးမပြည့်လုံးမကျဲလုံးအထီထားလောက်ရောက်ပြီးဆိုရင်တော့ရပါပြီ မုတ်သားရပြီဆိုရင်တော့ချစ်ထားတဲ့အုံဒီတွေကိုထည့်ပြီးတော့တမအောင်နေလိုက်ပါမယ်ခုလိုမျိုးမုတ်သားနဲ့အုံဒီနဲ့အကုန်လုံးတမသွားပြီဆိုလို့ရှိရင်တော့ရပါပြီမုတ်သားကိုအဖုံးအုပ်ပြီးတော့တနာကြီးလောက်နှက်ထားပါမယ်မုတ်သားနှက်ထားတော့ပါမယ်ကြောက်ဖြုံမျိုးတိတိလေးတွေစိတ်ထားပါမယ် ညီဘဲကိုအရင်ညက်နေအောင်မဟုတ်ဘဲနဲ့လေးစိတ်ကွဲယုံကြိတ်ထားပါမယ်။အခုမုန်းနှက်ထားတာတနားီလောက်ရှိပြီဖြစ်လို့ကောင်းချင်းဘိမ့်မုတ်ကစပြီးတော့လုပ်လို့ရပါပြီ။ဘိမ့်မုတ်ကိုနီးနှစ်နီးနဲ့လုပ်ပြပါမယ်။ပထမတနည်းကအာဗန်နဲ့ဖုတ်မှာပါအာဗန်နဲ့ဖုတ်ဖို့အတွက်ကဘိန်းမုတ်ဖုတ်မဲ့ခွက်ထည်ကိုမကက်အောင်လို့ထောဘက်စီကိုအရင်တုပ်ပါမယ်ဒီပောင်တွေကိုပါတုပ်ပေးလိုက်ပါမယ်ပြီးရင်တော့မုတ်နှစ်ကိုအနေငယ်တမအောင်ပြန်မှွေလိုက်ပြီးတော့မုတ်ဖုတ်မဲ့ခွက်ထည်ကို ကိုလိုချင်တဲ့ဗိမုတ်တစ်ချက်စာအထူပမာဏမှန်ပြီးတော့ထည့်လိုက်ပါမယ်။မုတ်နှစ်ထည့်တာတဝက်လောက်ရှိပြီဆိုရင်တော့ကြောက်ဖြုံရိုးထည့်ပါမယ်။ပြီးတော့မှကျန်တဲ့မုတ်နှစ်ကိုဆက်ထည့်ပါမယ်။အဲ့ဒါမှကြောက်ဖြုံရိုးကမုတ်နှစ်ရဲ့အလယ်မှာရှိမှာဖြစ်ပါတယ်။မုံနှစ်ထည့်ပြီးတော့เนาะအပေါ်ကနေမြေပဲဖြူပါမယ်။ဘိန်းစီဖြူလိုက်ပါမယ်။ လီးထားတဲ့အုံဒီဘက်တွေဖြူပါမယ်။ခုဆိုရင်တော့မုတ်ကဖုတ်ဖို့အတွက် ready ဖြစ်ပါပြီ။အပူချိန်200ဒီဂရီကြိုပြီးတော့အပူပေးထားတဲ့ oven ထဲမှာနိုင်ဝက်အရင်ဖုတ်ပါမယ်။နိုင်ဝက်ဖုတ်ပြီးသွားပြီဆိုရင်တော့ oven ထဲကထုတ်ပြီးတော့မုတ်ရဲ့အပေါ်ကိုထောပက်စီတုပ်ပေးပါမယ်။မုတ်ရဲ့အပေါ်လွှာကိုထောပက်စီတုပ်တာတော့ဒါပြီးရင်အပေါ်မီးသဘောနဲ့ oven ထဲမှာထပ်ဖုတ်မှာမို့လို့ညနေပြင်ကိုမတူးအောင်ပဲဖြစ်ပါတယ်။ ော့ဘက်စီတုပ်ပြီးသွားရင်တော့မုတ်ဖန်းကိုအာဗန်ရဲ့အပေါ်နှောက်ကပ်ပြီးတော့အပေါ်မီနဲ့နောက်ထပ်နိုင်ဝက်ထပ်ဖုတ်ပါမယ်။အာဗန်တစ်ခုနဲ့တစ်ခုရဲ့ထည့်ထားတဲ့မုတ်သားအထူပိုင်းပေါ်မူတည်ပြီးတော့မုတ်ဖုတ်ချိန်ရတော့တဦးနဲ့တဦးအနည်းငယ်ကွာနိုင်ပါတယ်ခင်ဗျာ။ခံပန်းစုစုပေါင်းတနာကြီးလောက်ဖုတ်ပြီးသွားပြီဆိုရင်တော့အာဗန်နဲ့ဖုတ်တဲ့ကောင်းကျင်းဘိမုတ်အီအီလေးကိုယာပြီးပဲဖြစ်ပါတယ်။အာဗန်မလိုဘဲနဲ့အလွေလုံးလို့ရတဲ့နောက်နီးလေးတနီးလေးရှိပါတယ်။အဲ့ဒါလေးကိုလည်းထပ်ပြီးတော့ပြောပြပေးပါမယ်ခင်ဗျာ။ အရင်ဆုံးအာဗန်နဲ့ဖုတ်ထားတဲ့ကောင်းချင်းဗိမုတ်လေးကိုညှက်ကြည့်ပါမယ်။ဗိမုတ်အသားလေးကကောင်းချင်းနဲ့ကြီးပဲလှုပ်ထားတာမဟုတ်လို့ဣနေပြီးတော့မုတ်သားလေးကတပြုကောင်းချင်းဗိမုတ်ရောင်းနေစီရနဲ့ဆင်တူအောင်လို့အပေါ်မီအောက်မီနဲ့ဖုတ်ထားတာမဟုတ်လို့တကယ်ကိုစားလို့ကောင်းလာပါလေ။ညှက်ပြီးတော့အရန်အေးမသွားခင်ခက်နွေးနွေးလေးမှစားမယ်ဆိုလို့ရှိရင်မုတ်သားလေးကပျော့ပျော့ဣဣလေးနဲ့စားလို့အရန်ကောင်းပါလေ။အာဗန်ရှိတဲ့လူလေးကောင်းချင်းဗိမုတ်လေးကိုဒီနေ့တိုင်းလိုက်လှုပ်စားကြည့်ပါနော်။တကယ်ကိုကောင်းပါလေခင်ဗျာ။ အခုပိုတဲ့မုံနှစ်နဲ့အာဗန်မလို့တဲ့အလွေနီလေးကိုလုပ်ပြပါမယ်။ပထမဆုံးကောင်းချင်းဖိမို့လုပ်မဲ့ဒေတဲ့ကိုထောဘက်စီကိုထည့်လိုက်ပါမယ်။ထောဘက်စီလေးအိုးမျက်နှာပြင်မှာအကုန်လုံးနှံ့သွားအောင်လို့အိုးအနေငယ်လှုပ်ပြီးအပူပေးလိုက်ပါမယ်။ပြီးရင်တော့မုတ်သားကိုကိုလိုချင်တဲ့ဗိမုတ်အထူအရွယ်ရအောင်လို့ထည့်ပေးလိုက်ပါမယ်။မုတ်သားမျက်နှာပြင်ကိုညှိတော့အောင်ညှိပေးလိုက်ပါမယ်။ဖယုံကိုထည့်ပါမယ်။ညှိပေးထည့်ပါမယ်။ အုံဒီဘက်ထည့်ပါမယ်။ဘိန်းစီကိုမုတ်သားမျက်နှာပြင်မှာ လိုက်ဖြူပေးလိုက်ပါမယ်။ပြီးရင်တော့အဖုံးအုပ်ထားပြီးတော့ခမ်းမန်း9မိနစ်10မိနစ်လောက်ဖုတ်ပေးပါမယ်။9မိနစ်10မိနစ်လောက်ဖုတ်ပြီးသွားရင်တော့အဖုံးကိုပြန်ဖွင့်ပြီးတော့အောက်နားလေးကိုတစ်ချက်လှန်ကြည့်ပါမယ်။အောက်နားလေးကအဝိုင်အောင်တန်းပြီးတော့ခုလိုမျိုးကြက်ဆပြုတ်ပြီးဆိုရင်တော့အိုးထဲကိုထောဘက်စီအနည်းငယ်ထည့်ပြီးတော့အပေါ်အောက်လှန်ပေးပါမယ်။ တော့ဘက်စီမုံမျက်နှာပြင်မှာနှံ့သွားလို့အိုးအနေငယ်လှုပ်ပေးပါမယ်ပြီးရင်တော့အဖုံးအုပ်ပြီးတော့5မိနစ်လောက်ဆက်ထားထားပါမယ်5မိနစ်လောက်ရှိပြီဆိုရင်တော့အဖုံးဖွင့်ကြည့်ပါမယ်လှန်ထားတဲ့ဘက်ကပါကြက်နေပြီဆိုလို့ရှိရင်တော့တစ်ဖက်ကိုပြန်လှန်ပြီးတော့အောက်ဖက်မျက်နှာပြင်လုံးဝကြက်ပြီးတော့ရွှေညူအောင်တန်းသွားတဲ့အထိ2မိနစ်လောက်ထပ်ပြီးထားပေးလိုက်ပါမယ်နှစ်ဖက်လုံးရွှေညူအောင်တန်းတဲ့အထိဖောက်ပြီးသွားပြီဆိုရင်တော့မီးပိတ်ပြီးတော့မီးဘောဘွားချလိုက်ပါမယ်ပြီးရင်တော့ခွက်ထည့်ရခတ်ပြီးတော့စီစစ်ဖို့အတွက်စကားဘောတင်ပြီးတော့စီစစ်ထားပါမယ် စီစစ်ပြီးသွားပြီဆိုရင်တော့ကောင်းချင်းဘိတ်မို့ကစားလို့ရပြီဖြစ်ပါတယ်။အခုဆိုရင် Aven မလိုပဲနဲ့အိမ်မှာကောင်းချင်းဘိတ်မို့ကိုလွယ်လွယ်လိုက်လို့စားလို့ရပြီဖြစ်ပါတယ်ခင်ဗျာ။အခုရှိတာ Aven နဲ့ဖုတ်တာနဲ့အခုလိုမျိုး Day နဲ့ဖုတ်တာအနည်းငယ်กว่าပါတယ်။အခုလိုမျိုး Day ဟိုးထဲမှာဖုတ်တဲ့အတွက်အလုံးရှုပ်တာတက်တာပဲမြဲ Day ထဲမှာကြတော့ကြော်တဲ့ဘက်ကိုပိုရောက်သွားတဲ့အတွက်ဘိတ်မို့ကနည်းနည်းလေးကျွတ်တဲ့ဘက်ကိုသွားပါတယ်။အကယ်လို့ကိုကကျွတ်တာမကြရင်တော့ ုတ်သားကိုခတ်ထူထူလေးထည့်ပြီးတော့မီးအားမများပဲနဲ့မီးနေတော်နဲ့ကြက်ထည့်အထိစီများများနဲ့အချိန်ယူပြီးဖုတ်မယ်ဆိုရင်တော့အီအီလေးရနိုင်ပါတယ်ခင်ဗျာခုဆိုရင်တော့ဗမာမုတ်ပဲတေးစားရီတွေကမှမြမရိုးရာမုတ်တစ်မျိုးဖြစ်တဲ့ကောင်းချင်းဘိမုတ်လုံးဒီလေးကိုအားလုံးသိကြပြီလို့ထင်ပါတယ်ခင်ဗျာကောင်းချင်းဘိမုတ်လုံးဒီနီးလဲလေးနှစ်မျိုးစလုံးကိုပြောပြပေးထားတာမဟုတ်လို့အိမ်မှာအဆင်ပြေတဲ့နီးလေးကိုအသုံးပြုပြီးတော့လွယ်လွယ်ကူကူလိုက်လုပ်စားနိုင်မယ်လို့ယူဆပါတယ်ဗီဒီယိုလေးကိုဒီမှာပဲရန်နာခွင့်ပြုပါခင်ဗျာ ဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်အခုလိုမျိုးအရာသာရှိတဲ့မုတ်လုံဒီဟင်းချက်ဒီတွေကိုအပတ်စဉ်တနင်္လာပုတ်တခုနဲ့စနေနေ့ညနေ9:00နာရီတိုင်းမှာတင်ဆက်ပေးတော့မှာမဟုတ်လို့ channel လေးကို subscribe လုပ်ပြီးတော့ခေါင်းလောင်းလေးကိုနှိပ်ထားပေးပါဦးနော်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော် bye bye